မင်္ဂလာပါခင်ဗျာ ကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ပရင်တာတွေမှာဟက်ကလင်းင်းပြုတ်လုတဲ့နီလန်းလေးတွေနဲ့နော်ဆယ်ချက်ထုတ်တဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာသင်ကြားပေးသွားမှာဖြစ်ပါတယ်ကိုရှိမှာပရင်တာတစ်လုံးရှိတယ်ကိုကအဲ့ဒီပရင်တာလေးကိုမသုံးမနဲ့အဲနည်းနည်းလေးကြောင်ပစ်ထားလိုက်မိတဲ့အခါမျိုးမှာ ပရင်တာကဆေးရီမမှန်တဲ့အခါမျိုးလေးတွေရှိတယ်။ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်တို့မသုံးနာကြတဲ့အတွက်ဆေးရီကကျွန်တော်တို့လေးခိုတာလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်ကျွန်တော်တို့ဟက်မှာဖုန်တွေသဲတွေကတ်နေလို့အယောင်ကာလာတွေမမှန်တဲ့အခါမျိုးလေးတွေလည်းကြုံတွေ့ရတယ်ပေါ့နော်။ဒီလိုအခါမျိုးမှာကျွန်တော်တို့ကိုယ့်ရဲ့ပရင်တာလေးကိုအရင်ဆုံးဟက်ကလင်းနဲ့လုပ်ပေးရပါတယ်။ဒီတော့ဟက်ကလင်းနဲ့လုပ်ပြီးသွားတဲ့အချိန်မှာ ဆေးတွေလိုက်တာမှန်မှမှန်ကျွန်တော်တို့ပြန်ပြီးတော့မှ nonce ချက်လေးထုတ်ပေးရပါတယ်ဒီတော့ကိုယ့်ရဲ့ computer နဲ့ printer နဲ့ကိုတော့အရင်ဆုံးချိတ်ဆက်ထားဖို့လိုပါတယ်ချိတ်ဆက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က computer ကနေပြီးတော့မှ printer ကို hack လေးနဲ့လှမ်းပြီးတော့မှလှုပ်ဖို့ရအတွက်စိတ်ခိုင်းဖို့ရအတွက်ဝန်ထမ်းနီလန်းလေးတွေကိုမသိကြတဲ့အတွက်ကျွန်တော်စီကိုလာပြီးတော့မှမေးတဲ့သင်တန်းသားလေးတွေလည်းတွေ့ရပါတယ်။ကျွန်တော်ကတော့ဒီရဲ့သင်ခန်းစာလေးမှာလက်ရှိကျွန်တော်ရှိမှရှိနေတဲ့ပရင်တာလေးကလည်းမသုံးတာကြာတဲ့အတွက် အဲထုတ်ကြည့်လိုက်တဲ့အချိန်မှာကာလာလေးကမမှန်တာကိုတွေ့ရတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်ရှိမှရှိနေတဲ့ printer လေးကို hack ကလင်းနဲ့ပြုတ်လို့ရင်းနဲ့အဲကျွန်တော် video file လေးရိုက်ယူပေးထားပါဗျ။ဒီတော့အဲ့ဒီ video file လေးကိုကျွန်တော်တစ်ချက်လောက်ပြပေးသွားပါမယ်။ကျွန်တော်တို့ဒီမှာတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ hack ကလင်းနဲ့လုတ်တဲ့နီလန်လေးတွေ nozzle ချက်ထုတ်တာလေးတွေကိုကျွန်တော်ဒီမှာ video လေးရိုက်ယူပေးထားပါဗျ။ဒါလေးကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်မယ်။ဒီတော့ကျွန်တော်တို့အရင်ဆုံးကိုယ့်ရဲ့ ွန်ပျူတာနဲ့ပရင်တာနဲ့ကိုအရင်ဆုံးချိတ်ပေးရပါမယ်ပြီးရင်တော့ကျွန်တော်တို့ပရင်တာလေးကိုဖွင့်ပေးမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကျိုးတွေလည်းကျွန်တော်တို့သေချာထိုးထားမယ်ပေါ့နော်ဒါလေးတွေကျွန်တော်တို့ကအားလုံးထိုးပြီးသွားပြီဆိုရင်တော့ကွန်ပျူတာကနေပြီးတော့တစ်စက်ပရင်တာကိုလှမ်းပြီးတော့မှ hack cleaning လုပ်ဖို့ရာအတွက်ကျွန်တော်တို့ driver ကနေပြီးတော့တစ်စက် hack cleaning လုပ်တဲ့နေရာလေးကိုကျွန်တော်တို့ကဝင်ပေးရမှာဖြစ်ပါတယ်ဒီတော့ဒီရဲ့ဗီဒီယိုလေးမှာတော့ကျွန်တော်ကလက်တစ်ဖက်ထဲနဲ့ အဲဒီရယူပေးထားတဲ့အတွက်နည်းနည်းလေးတော့ဝါနိုင်တယ်เนาะဒါလေးတော့ကျွန်တော်တို့အဲတေချာလေးဂီယူဆိုင်ပြီးတော့လိုက်ပြီးတော့အဲကြည့်ပေးမှအဆင်ပြေပါလိမ့်မယ်ဒီတော့ကျွန်တော်တို့ကဟက်ကလင်းနင်းပြုလုပ်ဖို့ရာအတွက်ကွန်ပျူတာရဲ့ကျွန်တော်တို့ setting တွေရှိတဲ့အခန်းတွေကိုကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့က search bar လေးမှာ setting ဆိုပြီးတော့မှရိုက်ထည့်လိုက်မယ်ပြီးပြီဆိုရင်တော့ setting တွေရှိတဲ့အခန်းတွေကိုဝင်ပေးလိုက်ပါမယ် ဒီတော့ကျွန်တော်တို့ကကိုယ့်ရဲ့ brander ကို hack လင်းနဲ့လုပ်ဖို့ရာအတွက် device ဆိုတဲ့အထဲကိုဝင်ပေးရပါမယ်။ device ဆိုတဲ့အထဲကိုဝင်ပြီးသွားပြီဆိုရင်တော့ဒီမှာ printer and scanner ဆိုတဲ့အထဲကိုဝင်ပေးရပါမယ်။ဒီရဲ့နေရာလေးမှာတော့ကျွန်တော်တို့ကကိုယ့်ရှိမှာရှိနေတဲ့ printer အမျိုးအစားကိုရွေးချယ်ပေးရပါမယ်။ဟောကိုက Epson printer လား Canon printer လားပေါ့နော်။ဒီနေရာမှာကျွန်တော်တို့ကကိုယ့်ရဲ့ computer နဲ့ချိတ်ဆက်ထားတဲ့ ပရင်တာလေးကိုကျွန်တော်တို့ကရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒါလေးကျွန်တော်တို့ကရွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့နေရာလေးမှာကိုချိတ်ထားတဲ့ပရင်တာလေးကိုကျွန်တော်တို့ရွေးပြီးသွားပြီဆိုရင်တော့သူ့ကိုကျွန်တော်တို့ကလစ်လေးတစ်ချက်လောက်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့နေရာလေးမှာ manage ဆိုတဲ့နေရာလေးတွေကိုကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ် မန်းနေတဲ့ကိုရောက်လာပြီဆိုတာနဲ့အခုလိုမျိုးနေရာလေးကိုရောက်လာပါလိမ့်မယ်။ဒီတော့ကျွန်တော်တို့က printer တွေကို hack လဲနေပြုလုပ်မယ်။ nonce ချက်ထုတ်မှာဖြစ်တဲ့အတွက် printing preference ဆိုတဲ့အထက်ကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်။ ဝင်လိုက်တာနဲ့တပြိုင်တည်းတည့်ရက်ပေါက်လေးကျလာပါလိမ့်မယ်ကျွန်တော်တို့ကဒီမှာ maintenance ဆိုတဲ့အထက်ကိုကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ်ဒီတော့ maintenance ဆိုတဲ့အထက်ကိုဝင်လိုက်တာနဲ့တပြိုင်တည်းဟောဒီရက်နေရာလေးမှာကျွန်တော်တို့ကိုယ့်ရဲ့ blender ကို nozzle ချက်ထုတ်လို့ရတယ် hot cleaning နေလုပ်လို့ရတယ် power ကို cleaning လုပ်လို့ရတယ်ပြီးရင်ကျွန်တော်တို့ print head တွေကိုကျွန်တော်တို့ alignment တွေကျွန်တော်တို့ချိန်လို့ရတယ်ပေါ့နော်ဒီရက်နေရာလေးမှာကျွန်တော်တို့ကိုယ့်ရဲ့ printer နဲ့သက်ဆိုင်တဲ့

ဟက်ကလင်းနင်းဆိုတာလေးကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီတော့အခုဒီမှာကျွန်တော်တို့ဟက်ကလင်းနင်းဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါတယ်နှိပ်လိုက်တာနဲ့တပြိုင်နဲ့အခုလိုပေါက်လေးကြလာလို့ဆိုရင်တော့ဟက်ကလင်းနဲ့စပြီးတော့နှိပ်မှဖြစ်တဲ့အတွက်စတက်စွာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါမယ် စတက်လောက်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ကွန်ပျူတာကနင်ပြီးတော့တစင်ပရင်တာကိုလှမ်းပြီးတော့မှကျွန်တော်တို့ hack cleaning လေးလုပ်နေပါတယ်ဒီတော့ပရင်တာမှာလည်းကျွန်တော်တို့ကသူ့လိုလို hack cleaning လေးကျွန်တော်တို့လုပ်နေတာလေးကိုခဏလေးကျွန်တော်တို့ပြည့်အောင်စောင့်ပေးရမှာဖြစ်ပါတယ် ဒီမှာเนาะဒီကကျွန်တော်တို့အပြာတန်းလေးပြေးသွားတာလေးကိုကျွန်တော်တို့ပြည့်အောင်စောင့်ပေးရပါမယ်ကျွန်တော်ဒီမှာတော့နည်းနည်းလေးကျွန်တော်ကြော်လိုက်မယ်เนาะဒီကနေရာလေးမှာတော့ကျွန်တော်တို့ဒီ1မိနစ်လောက်ကျွန်တော်တို့စောင့်စောင့်ပေးရပါတယ် အခုကျွန်တော်တို့ဒီမှာ hack cleaning သူကလောက်ပြီးသွားတဲ့အချိန်မှာတဲ့ကျွန်တော်တို့က fitness ဆိုတာလေးကိုနှိပ်လိုက်မလားဒါမှမဟုတ် print notice ချက် pattern ကိုထုတ်ကြည့်မလားပေါ့ကျွန်တော်တို့ hack cleaning လောက်ပြီးသွားတဲ့အချိန်မှာကိုယ့်ရဲ့ printer ကအစေးတွေလိုက်တာအမှန်မှန်မှန်ကျွန်တော်တို့ hack ကအဆင်ပြေမပြေဒါလေးကိုကျွန်တော်တို့က notice ချက် pattern လေးကျွန်တော်တို့ထုတ်ကြည့်ပေးရပါမယ်ဒီတော့ကျွန်တော်ဒီမှာတော့ notice ချက်လေးကျွန်တော်တို့ထုတ်ကြည့်လိုက်မယ်ဒါကြောင့် print notice ချက် pattern ဆိုတာလေးကိုကျွန်တော်တို့ကလစ်တစ်ချက်လောက်နှိပ်ပေးလိုက်ပါမယ် ပြီးရင်တော့ကျွန်တော်တို့ print ဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်ပရင်ဆိုတာလေးကိုနှဲ့လိုက်တာနဲ့တပြိုင်တည်းသူကအခုလိုမျိုးပုံစံလေးသူကပြပေးနေတယ်ဗောနော်ထွက်လာတဲ့ကျွန်တော်တို့ print ကအခုလိုမျိုးပုံစံလေးသူကပြပေးနေလိမ့်မယ်ထွက်လာတဲ့စာရွက်ထဲမှာကျွန်တော်တို့ no set chat button ကိုထုတ်လိုက်တဲ့အခါမှာ အပေါ်ကပုံစံအတိုင်းလေးကျွန်တော်တို့ထွက်လာတယ်ဆိုရင်တော့ကိုယ့်ရဲ့ printer ကကျွန်တော်တို့ကောင်းတယ်လို့ပြောရပါမယ်။အောက်မှာရှိနေတဲ့ကျွန်တော်တို့အခုလိုမျိုးဆေးတွေကကွက်တိကွက်ကြပုံစံမျိုးတွေအပြတ်အပြတ်တွေနဲ့ကျွန်တော်တို့ထွက်နေတယ်ဆိုရင်တော့ clean နဲ့ neat တဲ့နောက်တစ်ခေါက်ကျွန်တော်တို့က hack cleaning ကိုပြန်ပြီးတော့မှပြုလုပ်ပေးပါဆိုပြီးတော့မှပြောထားတာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ဒီမှာလက်ရှိကျွန်တော်ရဲ့ computer အနေထားလေးမှာကျွန်တော်တို့အရင်ဆုံးထုတ်ကြည့်လိုက်ပါမယ်။ ပရင့်စော်လေးနှုတ်နှိမ့်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ပရင်တာကနေပြီးတော့တစ်စင်းနော်ဆယ်ချက်ဘတန်လေးကိုတွားထုတ်ပေးသွားပါလိမ့်မယ်ဒီတော့အခုလက်ရှိကျွန်တော်ရဲ့ကွန်ပျူတာအနေထားအရကျွန်တော်ဒီမှာထုတ်လိုက်တဲ့အချိန်မှာဆိုရင်တော့ ဒီ CRMA1 ရဲ့ color အယောင်တွေကတော့ကျွန်တော်တို့အဆင်ပြေတာကိုတွေ့ရတယ်။ black ကတော့ကျွန်တော်တို့ဒီမှာအမဲအောင်လေးကအပြက်အပြက်တွေဖြစ်နေတဲ့အတွက်ကျွန်တော်တို့စာရီထုတ်တဲ့အခါမှာဆိုရင်လည်းအမဲအောင်ကကျွန်တော်တို့ပြတ်တောင်းပြတ်တောင်းနေကျွန်တော်တို့စာရီမှာလည်းထွက်နေတယ်ပေါ့နော်။ဒီတော့ကျွန်တော်တို့ကအခုလက်ရှိအခြေအနေရတော့လက်ရှိကျွန်တော်ကွန်ပျူတီကျွန်တော်ရဲ့ printer အနေထားရတော့အမဲအောင်ကတိတ်ပြီးတော့အဆင်မပြေသေးပါဘူး။ဒါကြောင့်ကျွန်တော်နောက်တစ်ခေါက်ထပ်ပြီးတော့မှ hack cleaning လေးကိုကျွန်တော်တို့ပြန်ပြီးတော့မှပြုတ်လုပေးရတာ ေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ကွန်ပျူတာမှာပြန်ပြီးတော့မှလာတယ်။နောက်တစ်ခါကျွန်တော်တို့က hack cleaning ပြန်ပြီးတော့မှပြုလုပ်ပေးလိုက်ပါမယ်။မဲဆိုတော့ရကွန်ပျူတာလေးမှာတော့ hack cleaning တစ်ခါပဲလုပ်မယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က nozzle ချက်လေးထုတ်ကြည့်လိုက်တာနဲ့တပြိုင်တည်းအဆင်ပြေတယ်ဆိုရင်တော့ကျွန်တော်တို့ hack cleaning ကိုထပ်ပြီးတော့မှလုပ်เสียရမလို့တော့ပါဘူး။ဒါဆိုရင်တော့ကျွန်တော်တို့ကိုထုတ်မဲ့စာရွက်တွေပုံတွေကိုကျွန်တော်တို့စမ်းပြီးတော့မှထုတ်ကြည့်လိုက်ပါတော့။ color ရောင်တွေကျွန်တော်တို့မှန်နေတာကိုတွေ့ရပါလိမ့်မယ်။ ဒီဟာဒီရဲ့သင်ခန်းစာလေးကတော့ကျွန်တော်တို့ပရင်တာမှာ hack cleaning လုပ်တဲ့နီလန်းလေးတွေနဲ့ နော်ဆယ်ချက်ထုတ်တဲ့နီလန်းလေးတွေဖြစ်ပါတယ်ကိုကကိုရှိမှာပရင်တာတော့မရှိသေးဘူးဒါပေမဲ့ကျွန်တော်တို့ဝယ်ဖို့စိတ်ကူးရှိတယ်ဆိုရင်လည်းပရင်တာစကန်နေဝယ်တဲ့အချိန်မှာကိုကနော်ဆယ်ချက်လေးအရင်ဆုံးထုတ်ကြည့်ပေးရပါမယ်နော်ဆယ်ချက်မှာထွက်လာတဲ့ပုံစံလေးကအဆင်ပြေတယ်ဆိုရင်တော့ကိုရဲ့ပရင်တာဟက်ကလည်းကျွန်တော်တို့ကောင်းမွန်မှုရှိပါလိမ့်မယ်ပြီးရင်တော့ကာလာတွေကလည်းကျွန်တော်တို့မှန်နေတာကိုတွေ့ရပါလိမ့်မယ်နော်ဆယ်ချက်ထုတ်တဲ့အခါမှာမှ CMYK ကာလာတွေကအပြက်အပြက်တွေဖြစ်နေတယ်ဆိုရင်တော့အဲ့ဒီပရင်တာကကျွန်တော်တို့ဟက်သိပ်ပြီးတော့မှမကောင်းဘူးလို့ ကြည့်စားလို့ကျွန်တော်တို့ရပါတယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။ဒီရက်သင်ခန်းစာလေးကတော့ပရင်တာဟက်ကလင်းနဲ့လုပ်တဲ့နီလန်းလေးတွေနဲ့နော်ဆယ်ချက်လုပ်တဲ့နီလန်းလေးတွေဖြစ်ပါတယ်။ဒီတော့ဒီရက်ထဲမှာကျွန်တော်တို့ကပါဝါကလင်းနင်းဆိုတာလေးကျွန်တော်တို့ပါသေးတယ်နော်။ဒီမှာကျွန်တော်တစ်ချက်ပြပေးသွားပါမယ်။ဟောဒီရက်နေရာလေးမှာနော်ဒီမှာကျွန်တော်တို့ပါဝါကလင်းနင်းဆိုတာလေးလုပ်လို့ရတယ်။ plan print hash alignment ဆိုတာလေးလည်းကျွန်တော်တို့လုပ်လို့ရပါတယ်။ဒါလေးတွေလည်းကျွန်တော်တို့ကလိုအပ်ရင်တော့ကျွန်တော်တို့ ဒီ power ကိုလည်း cleaning လုပ်ပေးပါဘောเนาะပြီးရင်ကျွန်တော်တို့ဒီမှာ print head တွေကိုလည်းကျွန်တော်တို့ alignment တွေကျွန်တော်တို့ချိန်သိရင်ကျွန်တော်တို့ချိန်ပေးရပါမယ်ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်အားလုံးအတွက်အရန်အကျိုးရှိမယ်လို့လည်းထင်ပါတယ်ကျွန်တော်ဒီရက်သင်ခန်းစာလေးကိုဒီမှာပဲရှင်းနားလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ